ခင်ကောင်းကျယ်နေတဲ့ရခိုင်ထွန်းမြက်နိုင်အရင်ဆုံးတိုက်အဲ့တော့ပြည်သူကိုပြောမယ်မင်းတို့ငါတို့ဒီနေ့နဲ့မြင်းရှင်းပြမင်းတို့ပြည်သူဆိုလို့ရှိရင်ငါတို့ခေါ်ရပဲလား၃ရက်ဆင်းပြီ၃ရက်ပြေးတာနဲ့အပေါ်ကနေ၄ရက်ဆယ်ကြီးနဲ့ခေါက်ထုတ်ပြန်ပြင်းပြန်မတ်စကီအစင်းနဲ့ခေါက်ထုတ်ခေါက်ပြန်ပြင်းဘလိုမလိုက်ဘေးစစ်ဖြစ်ပြီနိုင်ငံကဘာကြီးရွာနေတော့နေတဲ့အချိန်မှာဘုတ်နိုင်ငံမှာလောင်မှာပေါ့ပြည်နယ်ပြည်နယ်ချင်းဆက်မှုမရှိတဲ့အတွက်ကအင်မတန်ကိုကျွန်တော်တို့ကညံ့ဖင်းနေတယ်လို့ပြောပါ ဟိုင်းချရမီဝပီတူညိုကိုမော်ဒမများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြမပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ် April 16ရက်နေ့ကျွန်တော်ဘော်ဒခုနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ဒီနေ့ညမှာနောက်ဆုံးချတရတဲ့တလန်တရင်းကောင်းကိုတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်နဲ့သူဗီဒီယိုအစားဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ခါတိုင်းလိုပဲအရင်ဆုံးအနေနဲ့တရင်တိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဘုတ်အနေနဲ့ကတော့ စကိုင်းတိုင်းကတာခရိုင်ထက်ကအင်းတော်မျိုးကိုလုံဆုံလွတ်လွတ်ဆုံးရှုံးလိုက်ရတဲ့ဆေးဥစုဟာဆိုရင်ချက်ချင်းဆိုသလိုကတာမျိုးကိုစစ်ကိုရပူပြီးတော့မှခန်းစစ်ပြေးနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အင်းအားကတော့စစ်စစ်ဆဲပါဘိုက်ပူနဲ့ကတော့ဟိုတရက်ကအင်းတော်တင်ပြီးရေကပေါ့နော်။အဲတုန်းကဘိုက်ပူနဲ့၃ခေါက်ဆင်းတယ်။နောက်ရက်ကလည်း၃ခေါက်လောက်ဆင်းတယ်။တနေ့ကလည်း၂ခေါက်လောက်ဆင်းတယ်ဆိုပြီးတော့မှကတာမျိုးနဲ့ပြည်သူ့ကောက်ွယ်ဖွဲ့တာဝန်ရှိသူတို့ကလည်းပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။ ပို့တာကကမ်ဘလူးကကြီးမို့ဘူးဘမောက်ကလည်းထုံထုံအင်အားတွေ epic ကိုပို့တယ်ဘမောက်ဘက်မှာကတော့ SN နဲ့ကတဲ့ဖွဲ့ပဲကြံထားတယ်လို့ကြားတာပေါ့နော်ကျွန်တော်တို့ထင်တာတော့အင်းတော်ကိုပြန်လုံးဖို့တမဖြစ်နိုင်ဘူးသူတို့ကတာကိုခန်းစစ်ပြင်ဖို့အဲ့ဒီအတွက်ပဲယူဆရတယ်ဆိုပြီးမှကတာမျိုးနဲ့ပြည်သူ့ကော်မတီဖွဲ့တာဝန်ရှိသူတို့ကနေပြီးတော့ပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့အားလုံးလည်းတည်ထားတဲ့အတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဒီအင်းတော်မျိုးတင်တဲ့ဘက်မှာတော်တော်လေးတော့ထိနာသွားတာပြီးတော့မှသူတို့ရဲ့ဒီတမခွန်နဲ့ဆက်ခွန်တယင်းမွားဆိုတော့ကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနေပြီးတော့ဖန်စီရမိထားတာပဲဖြစ်ပါတယ်သူတို့အနေနဲ့ ကတားမျိုးအားဆိုရင်အင်းတော်မျိုးပြီးတာနဲ့ပေါ့နော်ဆိုလိုမျိုးမျိုးဆိုပြီးတော့မှချိုးတင်သွတ်ဆထားတာမလို့အခုလိုမျိုးအင်းအဖြစ်တင်းနေတာပြီးတော့မှမချတော့တဲ့ပိုင်းကလာတွင်မှကတားမျိုးတင်းတဲ့ဘွဲဟာလည်းဖြစ်ပေါ်လာနေတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းကလေးမျိုးတောင်ပိုင်းမှာရှိတဲ့ပြူစခန်းတွေတက်ခိုက်တင်ပိုင်းမှုတွေစစ်ကောင်စီကလေကြောင်းနဲ့ဘုံကျက်တက်ခိုက်မှုအကျဉ်းတထောင်ကျော်လို့ဆောင်ခဲ့ပြီးတော့မှအပြစ်မဲ့ပြည်သူ15ဦးတေဆုံးပြီး40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ် ကပ္ပဏီစခန်းသိမ်းတိုက်ပွဲမှာမဟာမိတ်တပ်တွေပြင် CNA CDF ဟာခါ CDF တောင်တလန် CDF CDM စီရင် ABS DF ရော်ဒီတလူမျိုးရဲ့တပ်ပေါင်းစု CDF စန်ထန်းငကညီနောင်အစရှိတဲ့ပူပေါင်းပေါ်ဝင်ခဲ့ပြီးတော့မှမန်တော်အောင်တရာအရှိနောက်စစ်ကောင်စီရဲ့အခြေစခန်းတွေကိုတိုက်ခိုက်သိမ်းပိုင်းမှုတွေမှာ PDF VOCOC RKDF စတဲ့ပေါ့နော်နေမီရှင်းလင်းရေးထင်းချုပ်ရေးခုခံကော်ဝေးတို့တွေမှာသူတို့အနေနဲ့ပူပေါင်းပြီးတော့မှလှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်တို့လောလောလတ်အနေနဲ့ကတော့ဒီစစ်ကောင်စီရဲ့ ဒီ views ခန်းတွေအများဆုံးသိရှိတဲ့ပေါ့နော်ကျန်တာကြေးရွာကိုကျွန်တော်တို့တော်လိုင်းရေးတပ်ပေါင်းစုကနေပြီးတော့မှတက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပေမဲ့စစ်ကောင်စီတပုတ်ဝင်ရတော့အလူလဲနဲ့ထွပြေးမှုတွေလည်းရှိနေတာပဲဖြစ်ပါတယ်စစ်ကောင်စီနေနဲ့ရှုံမဲ့မဲ့ပြီဆိုတာနဲ့ပြည်သူတွေကိုဘုံကြတိုက်ခိုက်မှုတွေဆက်တိုက်ဆိုလို့လှုပ်ဆောင်နေတော့မဲ့ဖြစ်ပြီးတော့မှကျွန်တော်တို့ဘက်ကနေပြီးတော့မှအဲ့ဒီအတွက်လဲပေါ့နော်ချိုးတင်ပြစ်စစ်မှုတွေလှုပ်ဆောင်တင်နေတာဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာပြုလုပ်နေတဲ့လမ်းလျှောက်တကြံကိုတွားရောက်လဲပတ်ခတ်တဲ့လူငယ်သုံးကိုစစ်တပ်ကစစ်မှုထမ်းခိုင်းပြီးတော့မှ ပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ပြီးသူရင်ပြင်ရေကူးကံမှာသူတို့နည်းနည်းမှုတော့အခြားလူအုပ်စုနဲ့တိုက်မိပြီးတော့မှရန်ဖြစ်တယ်။အဲ့ဒါသူတို့ရင်ပြင်ကပြန်ထွက်မှာညီလေးတို့ခဏလိုက်ခဲ့အောင်ဆိုပြီးတော့မှအရဲဝဲတွေနဲ့သူတို့ကိုကားပေါ်တင်သွားတာ။စမှုထမ်းရမယ်ပြောတယ်စမှုမထမ်းရင်မွေးရရန်ကောင်းမှုရန်ဖြစ်မှုနဲ့အမှုဖွင့်ထောင်ချခံရမယ်ပြောတယ်စမှုထမ်းဖို့တဘောသူကြောင်းလက်မထိုးခိုင်းတဲ့အခုရွှေပြည်သားသားဆူဆောင်ရေးတက်မှာလို့ပြောတယ်အဲ့ဒါသူတို့အဆောင်ကအဝစားတွေလာပို့ခိုင်းတဲ့စပရမဖန်စီခံရတဲ့ကိုဖြိုးကိုစင်ရဲ့မိတ်ဆွေကနေပြမပြောဆိုထားတာဖြစ်ပါတယ် ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ဒီလိုမျိုးပဲပေါ့နော်ပြည်သူတွေအများဆုံးဒီလိုမျိုးစုစုစည်းစည်းနဲ့လာရောက်ပြီးတော့မှတကြံပွဲမှာပျော်ပါနေကြတဲ့အချိန်မှာသူတို့အနေနဲ့ခွင့်ကောင်းယူဖို့ကြိုးစားနေတာကိုအားလုံးလည်းတည်ထားကြတာမို့လို့ဒီတကြံပွဲမှာတော့ကိုယ့်ရဲ့အသီးစစ်လေးနဲ့ပေါ့နော်ပျော်ပါတာတွေအလွန်ကျွမလို့ကြောက်ဖို့ကျွန်တော်တော်လိုင်းရေးပဲချမ်းအနေနဲ့ပြတ်မှတည်ထားလေးတတိပေးထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျမကတော့အခုဆိုရင်ကျွန်တော်တို့ပြည်သူတွေကနေပြတ်မှတိုက်ပွဲတွေမှာပေါ့နော်အောင်ပွဲတွေရရှိနေတဲ့အချိန်မှာ တပီနယ်နဲ့တပီနယ်ချိတ်ဆမှုအားကောင်းကောင်းနဲ့လို့ဆောင်နိုင်မယ်ဆိုတော့ကျွန်တော်နိုင်ငံတကာကနေပြီးတော့မှလည်းကုညီထောက်ပံ့မှုတွေဒီတော်လိုက်မှာပို့ပြီးတော့မှပေါ့နော်အယုံဆက်ခံရမှုတွေများစွာရှိလာမယ်ဆိုတဲ့အကြောင်းကိုစီရနေပြီးတော့မှဒီချာလေးရှင်းပြထားတာဖြစ်ပါတယ်ကိုစီဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့တိုင်းနာခေါင်းဆောင်တွေကိုပြောချင်တယ်ကဘုကြုတ်ထွန်းမြန်လိုက်လို့ပြောဘုကြုတ်ဘာမော်လို့မျိုးကြတော့ဒါကပြောစရာမလိုတို့တွေကြတော့နိုင်ငံတကာအမြင်နဲ့ရှိတယ်နော်အားလုံးအပေါ်စီးကမြင်ထအောင်နေတယ်နော်အထူးသဖြင့်ကျွန်တော်တို့ဒီကရင်ခေါင်းဆောင်တွေအခြား တိုင်းသားကနဲ့ခေါင်းဆောင်တဲ့အနေနဲ့ဒုတိယထားပြီးတော့ကိုဒေတာမှာကိုရှိတဲ့စကမ်းတစ်ခုတွားသိမ်းလိုက်ရောတော်နိုင်ရေမဟုတ်ဘူးနော်အဲ့ဒါအဲ့လိုတိုက်နေတာမျက်မှောက်ခဏဆက်ကြော်ခဲ့ပြီကျွန်တော်တို့အဲ့လောက်နဲ့ကျွန်တော်တို့ကတော်နိုင်လို့လို့မရဘူးဒီနေ့ခေတ်က globalization ဖြစ်ပြီးနိုင်ငံကမ္ဘာကြီးရဲ့ရွာပြည့်လုံနေတဲ့အချိန်မှာကိုနိုင်ငံမှာလောင်မှာကိုပြည်နယ်ပြည်နယ်ချင်းချိတ်ဆက်မှုမရှိတဲ့လောက်ရက်ကအင်မတန်ကိုကျွန်တော်တို့ကညံ့ဖင်းနေတယ်လို့ပြောရမယ်နော်တူများနိုင်ငံတွေကမ္ဘာကိုရွာပြည့်လုပ်ပြီးတော့အောက်ချုပ်မှုရန်နေရာတွေကိုတူဖောင်နေကြတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်က တဏ္ဍာရီကထဲမှာရှိတဲ့ဒီနယ်ချင်းတော့ချိတ်ဆက်မှုမလုပ်နိုင်ဘူးဆိုတာဒါကျွန်တော်တို့ညံ့လို့ပဲအဲ့တော့ဒီချိတ်ဆက်မှုမှာအားလုံးရှိနေရဒီကာလမှာနှစ်ဖက်တည်းရက်ကမှာစေအာနာရှင်ဘက်မှာရက်မှာလာโอเคတက်လိုက်เนาะအကျိုးစီးပွားတွေရှိတယ်ဆက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 ်ကြောင်းတွေမပြောဘူးရက်လိုက်ဒါမဲ့ပြည်သူဘက်ကညံ့မယ်ဆိုလည်းပြည်သူဘက်ကပြတ်ပြတ်တတရရဟိုလိုလိုဒီလိုလိုထိတဲ့လမ်းလျှောက်လို့ရတဲ့အချိန်မဟုတ်တော့နိုင်ငံတကာအနေနဲ့လည်းဒီလိုပဲကျွန်တော်တို့ခေါင်းဆောင်တွေပြတ်သားမယ်ညီညွတ်မယ်ဆိုရင်မမှန်မှန်တုတ်ပြန်ဝင်ရှိတယ်เนาะဘက်ဘက်ကရက်မှာလဲကြိုက်တဲ့ဘက်ကရက်ပြီးတော့ဘက်ဘက်ကရက်မှာလဲစက် မင်းအောင်နိုင်ကိုလက်ရှိမြန်မာနိုင်ငံရဲ့အစိုးရဖြစ်ပြီးတော့တရားဝင်ကြီးညာရဲ့အကြီးညာလိုက်ရှင်းရှင်းလေးဒါပေမဲ့ကိုဘကညင်ပြောတာအဲ့တော့ကိုဘကမညီဘူးစီးတော့မှုမရှိဘူးဆိုရင်တော့ရန်သူကတလန်းချင်းသွားနေတာပါကမ္ဘာပေါ်မှာအာနာရှင်တွေကြီးဆိုးလာတယ်။အာဆီယံဆိုတာလည်းအာနာရှင်ပဲ။ကျွန်တော်တို့ဘက်ကမညီလို့ရှိရင် NGO တွေပွဲလဲသွားလို့လည်းမရဘူး။တိုင်းနာအီအိုတွေပွဲသွားလို့လည်းမရဘူး။နော်တနက်ကြိုက်ပြီးတော့စစ်တိုက်စားကြတော့ပဲလုပ်လို့ရတယ်။ကျွန်တော်တို့ရဲ့ဒီမှန်ချက်ပြီးစစ်တိုက်စားဖို့မဟုတ်ဘူး။ တော်လိုင်းရဲ့ဒီတိုင်းမျိုးကိုဖက်ဒရယ်ဒီမိုကရေစီဖြစ်စေခြင်းနဲ့စိတ်ရှိရမယ်စစ်တိုက်စားခြင်းနဲ့စိတ်ပဲရှိတယ်တော်လိုင်းစိတ်မရှိအဲ့ကောင်လူယုံမှာအောက်တန်းစားပဲနော်လက်တက်ကင်လူယုံမှာအောက်တန်းစားတာကိုယ့်ကိုစမ်းစစ်အဲ့စကလုံးနဲ့မတိုင်းကြည့်ငါစစ်တိုက်စားခြင်းနဲ့စိတ်နဲ့နော်တိုင်းမျိုးကိုဖက်ဒရယ်ဒီမိုကရေစီဖြစ်ခြင်းနဲ့စိတ်ဘယ်ဟာများလဲကိုယ်ဂျိုးစီဘာမကြည့်တယ်ဆိုတော့ကိုယ့်ကိုပဲမေဘလူးကျွန်တော်ကျွန်တော်ကျွန်တော်အိမ်တိုင်းမေးတယ်နော်ဒါကြောင့်မလို့တော်လိုင်းရင်းနဲ့ပတ်သက်လာရင်တော့ညာပြာမလို့ဘူးတရားနဲ့တရားတော်လိုင်းရုပ်တစ္ဆာဖောက်တာဒီတကယ်တိုင်းမျိုးဖြစ်စီရတဲ့အတူတူပဲဒီတိုင်းပြာဒီတစ်ချိန်မှမနိုင်တွားပြီးကျွန်တော်တို့ เนาะဒီတစ်ချိန်ကျွန်တော်တိုင်းမျိုးလက်ထွက်လိုက်ကပြီဆိုရင်မစင်းစားနဲ့တော့ဒါကြောင့်မလို့ပိုင်းတန်းခေါင်းဆောင်တွေအနေနဲ့ညံအပြောင်မြင်ရှိတဲ့လူတွေကအပြင်မှခံပေးပါเนาะပြည်သူတွေကိုစားတောင်းပန်ပါလေညံအပြောင်မြင်ရှိတဲ့ခေါင်းဆောင်တွေကအပြင်မှခံပေးပါအမုန်းခံပေးပါအဆဲခံပေးပါဘာလို့ဆိုတော့အလုပ်လုပ်တဲ့လူစဲခံထိကြအောင်မြန်မာပြည်ထုံးစံအောင်ဟုတ်တယ်เนาะဒါကြောင့်မလို့ဥဆောင်ပေးပါစီယုံပေးပါကျွန်တော်တို့ရဲ့လိုအပ်ချက်ကစီယုံမှုပဲဘူအပြင်နဲ့စီလုံးမလူအပြင်နဲ့စီယုံမှာစကားတကယ်ဖြတ်ပါတယ်เนาะလက်ရှိ လေးဝင်ကြီးကျောင်းတဲ့တစင်နဲ့ပေါင်းပြီးတော့အာဆီယံမှာထည့်လဲနေတယ်မြန်မာရေးကိုဒါကကျွန်တော်လက်ခံစရာအကြောင်းမရှိဘူးနော်လူပေါင်းများစွာတက်ထားတဲ့လူတယောက်နဲ့ကျွန်တော်ငိမ့်တယ်လေးဆွေးနွေးလိုက်မယ်ဆိုရင်အဲ့ဒီ main online လောက်ခဲ့တဲ့စိတ်ရဆိုးမှုတွေကိုပေခဲ့တဲ့လူတွေအတက်ကအပေါ့အယောပေးတဲ့ကမ္ဘာလားကိုစီပြတော်ရဟေးရောင်းပါနဲ့နော်ကျွန်တော်ဒီလိုမျိုးတပိနေနဲ့တပိနေတတိတာနဲ့တတိတာချိန်ဆမှုတော်တော်လေးရောအားနိုင်နေတော့မှဖြစ်ပြတော့မှာဘိုးချုပ်ထွန်းမြတ်နိုင်တို့လိုမျိုးကျွန်တော်တို့ဘိုးချုပ်ကမော်တော်လိုမျိုးပေါ့နော် အရေးတွေးရှိတဲ့ခေါင်းဆောင်တွေမြင်မြတ်ပေါ်ထဖို့လိုနေတာဖြစ်တယ်။အခုလိုမျိုးကျွန်တော်တို့အာဆီယံနဲ့မြောက်လိုင်းတို့တွေ့ဆုံမဲ့ဆိုပြီးတော့တင်းတွေကြဲကြဲပြန်ပြန်ထပေါ်လာပြီးတဲ့နောက်မှာဒီကိစ္စဆိုတော့ကျွန်တော်တို့လောကကိုလက်တင်ခံနေစရာအကြောင်းမရှိတာပြီးတော့သူတို့ပြောတဲ့ပုံစံရတော့ကျွန်တော်တို့ဒီမြောက်လိုင်းဟိုအစုကနေပြီးတော့မှပေါ့နော်ပြည်သူတွေနဲ့ငင်းချမ်းရေးလိုချင်တဲ့ပြစ်ခတ်ရဆဲချင်တဲ့ဆိုတဲ့ပုံစံမျိုးကိုသူတို့ကနေပြီးတော့မှဖားရပြီးတော့မှပြောဆိုနေကြတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နေကတော့စွတ်စွတ်စစ်စစ်နဲ့သာဒီတော်လိုင်းမှာအားလုံးပူပေါင်းပြီးတော့မှတိုက်ထုတ်မယ်ဆိုရင်တော့ကျွန်တော်တို့ဘယ်နိုင်ငံဘယ်ဖွဲ့အစည်းကနေပြီးတော့မှ လာရောက်တော့ရှင်းဟန်တော့လို့မရဘူးဆိုတော့လည်းအားလုံးလည်းသိရှိထားကြတော့မလို့ကျွန်တော်ရနေတာပေါ့နော်ကိုရဲ့မမနာအာဂါတာလေးတွေကိုခဏဘေးဖက်ထားပြီးတော့မှတည်တော်လိုက်မှအားလုံးဝိုင်းပြီးတော့မှမြောက်လိုက်တဲ့ facial animation စနစ်ကိုတိုက်ထွေးရမယ့်အချိန်ပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကျွန်တော်မြန်မာပြည်မှာငလင်တွေလို့ရချင်းအကြောင်းရင်းနဲ့ဘယ်လိုမျိုးကြိုတင်ကောင်းကိုပြင်ဆင်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြားရနဲ့တေချာလေးရှင်းပြထားတာပဲဖြစ်ပါတယ်။ဦးသိမ်းမြားဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ကြောက်လာခြင်းတစ်ခုဟာထိတ်တိုက်တိုးကြတာလည်းမဟုတ် ကွာဟသွားတာလည်းမဟုတ်ဖက်နဲ့ဘေးတိုက်ကျိတ်ပြီးတော့ပွတ်ကြတာပါအဲ့ဒါလိုပွတ်တဲ့အခါမှာငလျင်ဖြစ်ပေါ်တာပို့ပြီးတော့များပါတယ်တစ်ခုနဲ့တစ်ခုကျိတ်ပွတ်နေရကနေပြီးတော့အန်ချော်သွားတဲ့အခါမှာပြင်းထန်တဲ့တုံလုံးမှုဖြစ်ပါတယ်အဲ့ဒီအခါမှာငလျင်တွေဖြစ်ပါတယ်နှစ်ပေါင်းများစွာအဲ့ဒါလိုကျိတ်ပြီးတော့ပွတ်တဲ့အခါမှာဆန်အန်ဒရစ်ပြက်ရွေကြီးဆိုတာမျိုးအယ်ပိုင်ပြက်ရွေကြီးလိုဟာမျိုးတွေပြက်ရွေကြောကြီးတွေဖြစ်ပေါ်ပါတယ် ဟိမွန်ဒါတောင်တန်းကြီးလိုမျိုးတောင်စင်တောင်တန်းကြီးတွေလည်းဖြစ်ပေါ်ပါတယ်။တချို့ပြည့်ပြည့်ကြောင်းကြီးတွေဟာအပေါ်ယံမြေကြီးပေါ်မှာပေါ်လာပြီးတော့မြေကြီးကွဲနေတာမျိုးမတွေ့ရဘဲနဲ့မြေကြီးအောက်မှာပဲတိမ်မြုပ်နေတဲ့ပြည့်ပြည့်ကြီးတွေလည်းဖြစ်ပေါ်နေတတ်ပါတယ်။မြန်မာနိုင်ငံကအိန္ဒိယကြောက်လာကြီးနဲ့ယူရေးရှားကြောက်လာကြီးကြိတ်ပြီးတော့ပုတ်ခဲ့တဲ့နေရာရဲ့မြေအောက်မှာပြည့်ပြည့်ကြောင်းကြီးဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒါကတော့သခိုင်းပြည့်ပြည့်ကြောင်းကြီးပါ။အဲ့ဒီပြည့်ပြည့်ကြောင်းကြီးဟာကြောက်လာကြီးနှစ်ခုပုတ်တိုက်ရာကနေပြီးတော့ဖြစ်ပေါ်ခဲ့တဲ့အနာဟောင်းဒဏ်ရာဟောင်းကြီးပါ။ ။နောက်ကအဲ့ဒီကြောက်လာကြီးတွေပုတ်လိုက်တဲ့အခါမှာလည်းအဲ့ဒီအနာဟောင်းတစ်လျှောက်ရဲ့အပေါ်မှာရှိတဲ့မြို့တွေဟာပုံပြီးတော့တုံလုံးမှုတန်ကိုခံစားကြရပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံဟာအိန္ဒိယကြောက်လာကြီးနဲ့ယူရေးရှားကြောက်လာကြီးကိုဖင်ကုထိုင်ထားတဲ့အတွက်ငလျင်တန်ကိုနောက်မှလည်းကြုံတွေ့ကြရအောင်မယ်ဆိုတဲ့သဘောပါ။ဒါပေမဲ့စွစွဘွားဘွားငလျင်ကြီးတွေကတော့နှစ်90လောက်မှတစ်ခါနှစ်30လောက်မှတစ်ခါနှစ်100လောက်မှတစ်ခါဆိုတာမျိုးဖြစ်တတ်ပါတယ်။1932ခုနှစ်တုန်းကမင်းမျိုးငလျင်ကြီးဟာအခု2025ငလျင်ကြီးထက်ပိုပြီးတော့ပြင်းထန်ခဲ့ပါတယ်။ ပြင်းအား8.3လို့ဆိုတဲ့အတွက်ကြောင့်နည်းနည်းပို့ပြီးတော့ပြင်ပါတယ်။1932ခုနှစ်ဆိုတာကြာလာပါပြီ။ဘူကျော်အောင်ဆန်းတောင်မှမမွေးသေးပါဘူး။အခု နောက်ထပ်နှစ်ပေါင်း133နှစ်ကြာတဲ့အခါရောက်မှအသက်လောက်နေနေပြင်းထန်တဲ့နောက်ထပ်ငလျင်ကြီးတစ်ခုလှုပ်တာပါ။ငလျင်ဘာကြောင့်ဘလို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိထားပါတယ်။အကြောင်းကြောင့်အကျိုးဖြစ်တယ်ဆိုတာကိုလည်းသိထားပါတယ်။ဒါပေမဲ့တမကောင်းတာကငလျင်ကိုအခုချိန်ထိကြိုတင်ပြီးတော့မခံမနိုင်သေးတဲ့အချက်ပါ။အခုချိန်ထိတော့ကြိုတင်ခံမလို့မရတဲ့အရာလို့ ပြောဆိုနေကြပါတယ်ဒါပေမဲ့အကြောင်းကိုသိထားတဲ့အတွက်တစ်ချိန်ချိန်မှာတော့ကြိုတင်ခံမှန်းသိရှိနိုင်တဲ့နည်းတွေပေါ်ကောင်းပေါ်လာနိုင်ပါတယ်တွေ့ကောင်းတွေ့လာနိုင်ပါတယ်အခုလိုကြိုတင်မသိရှိနိုင်သေးတဲ့အချိန်မှာတော့ငလျင်ကပ်ဘေးပေါ်ပေါက်လာတဲ့အခါမှာချက်ချင်းနဲ့အကောင်းဆုံးကယ်ဆယ်နိုင်မဲ့ပစ္စည်းကိရိယာတွေရှိနေဖို့လိုအပ်ပါတယ်ဟုတ်တယ်ငလျင်ခံနိုင်မဲ့အဆောက်အအုံမျိုးတွေဆောက်လုပ်ကြဖို့လိုပါတယ်အဆောက်အအုံတွေကိုလက်ပေးလို့ရှိရင်ကြိုက်တယ်လို့အချောင်ခိုးပြီးတော့ခိုးပြီးတော့စီကံဖောက်ပြီးတော့ဆောက်လုပ်ခွင့်မရအောင်စနစ်တကျထိချုပ်ထားဖို့လိုပါတယ်အဲ့ဒါလိုထိချုပ်ဖို့ဆိုတာကစနစ်ကောင်းရှိဖို့လိုပါတယ် စနစ်ကောင်းရှိဖို့ဆိုတာကအုပ်ချုပ်သူကောင်းရှိဖို့နိုင်ငံရေးစနစ်ကောင်းရှိဖို့လိုအပ်ပါတယ်။အရေးစင်အမြင့်မြေကဆိုလိုပဲကျွန်တော်တို့တိုင်းပြည်မှာဘာပဲဖြစ်ဖြစ်ဆရာနာရှင်စနစ်ကြောင့်နစ်တထနေရတာတွေကအမြဲလိုလိုဖြစ်နေပါတယ်။ငလျင်ကြောင့်ဖြစ်တဲ့ဘေးဒုက္ခဆိုရင်မုံတိုင်းကြောင့်ဖြစ်ရတဲ့ဘေးဒုက္ခဆိုရင်ယောဂဘေးကြောင့်ဖြစ်ရတဲ့ဘေးဒုက္ခဆိုရင်အတတ်နိုင်ဆုံးတက်တာကောင်းမွန်ဖို့အတွက်ဆရာနာရှင်စနစ်ဆိုးကြီးကိုအရင်ရှင်းထားဖို့ကတော့မဖြစ်မနေလိုအပ်မဲ့အချက်တစ်ချက်ဖြစ်ပါလိမ့်မယ်ခင်ဗျာ။ မူတည်မြတော့ကျတို့မိဘပြည်သူတွေပေါ့နော်ဒင်းကလင်ဘေးနဲ့ပတ်သက်ပြီးတော့မှဘလိုမျိုးတွေဖြစ်ပေါ်လာနိုင်လဲပြီးတော့မှချိုးတင်ကောက်ွက်ပြင်ဆင်နိုင်ဖို့ရာကျတို့စနစ်ကောင်းတွေလိုတဲ့ဆိုတဲ့အကြောင်းလဲပေါ့နော်စုံလင်စုံနဲ့ပြောဆိုထားတာဖြစ်တဲ့ဘုံမတွေဘက်ကနေပြီးတော့မှငလင်လို့တာကမြောက်လိုင်းနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့မှပြောဆိုနေပေမဲ့တကယ်တမ်းကျတော့ဒီမြောက်လိုင်းတို့အစိုးအနေနဲ့ကတော့ကျတို့ပြည်သူတွေဒီလိုမျိုးဒုက္ခပင်လယ်တွေဝင်နေတဲ့အချိန်မှာတစ်ဖက်ကနေပြီးတော့မှလေးချောင်းတိုက်ဟင်းမှုတွေနေ့စဉ်တစ်ဖက်လှုပ်ဆောင်နေတာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ ဒါကိုကျွန်တော်တို့တေချာလေးတွေးကြည့်မယ်ဆိုတော့စနစ်ကောင်းမရှိဘဲနဲ့အဟုတ်မျိုးအာနာရှင်တစ်ဆိုးရှင်တွေမျိုးတွေကြောင့်ပြည်သူတွေကတပူပေါ်နောက်ထပ်တပူဆင်ပြီးတော့မှဒီလိုမျိုးခံစားနေရတယ်ဆိုတာအားလုံးလက်သိတာဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှဒီတော်လိုင်းမှာထဲထဲဝင်ပူပေါင်းပြီးတော့မှလှုပ်ဆောင်နေတဲ့အချိန်မှာတပက်ကနေပြီးတော့မှတဘောဝဘေးအန်ဒီယာကိုဘယ်လိုမျိုးတွေချိုးတင်ခါခွဲပြင်ဆင်နေလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်အချင်းချင်းပညာပေးမြောက်ဝေရင်နဲ့ဒီလိုမျိုးအန်ဒီယာကို short channel ပို့ကောက်ခွဲတင်နေဆိုတဲ့အကြောင်းလဲကျွန်တော်တို့အကြရတာပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ဘောမရက်ကွက်ကအေးချုံပေါက်ကုန်းကနေပြီးတော့မှသူတို့အနေနဲ့အခုဆိုရင်ဘယ်ဘူချိုးအတွက်မှပေါ့နော်အလိုလိုပေးနေရမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့မျောလို့မျောဆပြထားတဲ့ဟာလေကျွန်တော်တစ်ချက်တော့ကြည့်လိုက်ရအောင်နော်အာငါတို့လုံလဲလို့ပါလေအကောင်လည်းပြောမှာအလိုကလုံလုံတယ်ဆိုတာအကောင်တော့ခိုင်လို့မှလုံလုံခံမှာပေါ့တာမဟုတ်လားဟုတ်ပါရဲ့အစိုးရပြောတာပဲနော်ငါပေါ့တော့ဘယ်ဘူချိုးအတွက်မှလုံလုံခံမှာမဟုတ်တာဟုတ်လားဟုတ်ပါရဲ့အလိုကဒီလိုအတွက်လုံလုံပေါ့ đây vì nhảy ra gì nè đây vì gì nha nó nhảy ra gì thì nó lâu lâu gì nè mẹ là nó lấy gì nó lấy gì nè lâu gì nó lấy gì nè lâu gì rồi nó lấy gì nè chưa mà lại xin xin đó là đó là bé mà suy nghĩ quá nó lấy gì mà xin là rồi ngay lấy nó lấy gì xin à chúng nó lấy nó lấy gì xin à bán nó lấy gì ai ấy nó lấy gì đó là ví dụ như ai nhảy ra đây vì nhảy ra loài này ở bà ra ta ra 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 ra

ာလည်းပြည်သူစစ်တီကိုမှားရင်လည်းပြည်သူစစ်တီကိုမှားရက်ဆက်ဆက်ပြောတာကအများကြီးရှိတယ်ဟုတ်လားဟုတ်ပါဗျာအချို့ပြည်သူစစ်တီကရှိတယ်အခွင့်အရေးလို့ချင်တယ်ပြည်သူစစ်တော်ပြီးမှပြည်သူကိုအနိုင်ကျင့်ကြလို့လုပ်တဲ့ပြည်သူစစ်တီရှိတယ်ပြည်သူစစ်တော်ပြီးမှစီးပွားရေးရှာကြတဲ့ပြည်သူစစ်ကလည်းရှိတယ်ရှိဘူးလားရှိပါဗျာငါပေါ်တော့သူတပည့်ပြူခိုးတွေပြန်ပြီးမှဆုံးမပြောဆိုနေတာပေါ့နော်တကယ်တမ်းသူကနေပြီးမှဘာမျောလင်းချင်းမှမရှိဘူးဆိုပြီးမှအချောင်းနေပြီးမဲ့တဖက်မှာတော့မန္တလေးမြို့ပေါ်မှာဆိုရင်ညမျိုးတွေ လို့ဆောင်တဲ့နေရာမှာအဓိကချိုးကွယ်တဲ့သူဆိုတာအားလုံးလက်တည်တာဖြစ်တယ်။နောက်ပြီးတော့မှသူတို့ပြုတ်ခွေခြင်းချင်းဝေစုမတဲ့ကနေပြီးတော့မှအယုတ်ကတဲ့ပွဲတွေလည်းကျွန်တော်မကြာခဏဆိုလိုကြားနေရတာဖြစ်လို့နေဘုံပေါကုံးပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှချီးရှုနေကြတဲ့မြို့ပပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပိတ်ခဲ့ချဖို့ကျွန်တော်ဒီနေ့ကနေအားလုံးအတောင်းဆိုပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ခွေးရိုးကြီးကနေပြီးတော့မှပါနော်။ကျွန်တော်တို့တော်လိုင်းရေးပြီးတော့ဒါတွေကိုဘလူးမျိုးချင်း6စင်ခေါ်အားချောင်းထားလဲဆိုတာစစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ ်ပီဒီအက်တွေဘာလို့ဖြစ်လာလဲဆိုလက်သုံးချောင်းထောင်းပြီးတော့ဒေါ်စုဘက်ကနေတက်လာတာအဲ့တော့သူတို့ကကြာတော့ဒီကောင်တွေလက်နဲ့တွေထိုးပြလိုက်တော့လှုပ်ချင်တာလှုပ်လို့ရသွားတယ်ကျွန်တော်သာဆိုလို့ရှိရင်တက်မလို့ထောက်ခံတဲ့အဖွဲတွေကိုတက်မလို့ထောက်ခံတဲ့အဖွဲတွေရှိတယ်ကြွားတိုင်းမှာအဲ့တော့စစ်သားဟောင်းကြီးနဲ့9ယောက်လောက်နဲ့အယောက်20လောက်ကိုလက်နဲ့ကောင်းကောင်းတက်ဆင်ပြလိုက်အိမ်ကျက်ချင်းဦးမဲ့တောက်ပြီးတော့တက်ထလိုက်ကွာကြောက်ကြီးလေးရတော့ကြီးတယ်နော်ဒီကောင်တွေစစ်တက်မလို့ရဲတော့သူ့နေရာသူ့ထိန်းပေါ့ကွာအဲ့တော့တိုက်เสียတော့300ပဲရှိတယ် ရှမ်းမြောက်ရခိုင်ချင်းအဲ့တော့ဖင်ကောင်းကျယ်နေတဲ့ရခိုင်ထွန်းမြက်နိုင်အရင်ဆုံးတိုက်မယ်အဲ့တော့ပြည်သူပြောမယ်မင်းတို့ငါတို့ဒီနေ့နဲ့မြေရှင်းမြေမင်းတို့ပြည်သူဆိုလို့ရှိရင်ငါတို့ခေါ်ရပဲလား၃ရက်ရှင်းပြီးမယ်၃ရက်ပြေးတာနဲ့အပေါ်ကနေ၄ရက်ဆယ်ကြီးနဲ့ခောက်ထုတ်ခောက်ပြန်ပုံကျဲမယ်ဟော့စကီအစီးနဲ့ဆက်ခောက်ထုတ်ခောက်ပြန်ပြစ်မယ်တန်ကြက်ကားတွေတက်မယ်အမြောက်တွေနဲ့စုမုံကုန်းတွေပြစ်မယ်အလိုပြီးပြီဆိုတဲ့ချိန်မှာနောက်ကနေတန်ကြက်ကနောက်ကနေပြီးတော့ စစ်သား2သိန်းလောက်ကနေပြီးတော့တက်မယ်ရှင်းလင်းရေးတွေတော့လုပ်တိုက်ပွဲပြတ်သွားပြီဟဲ့ဆိုလို့ရှိရင်ကိုရဲဘော်ဒီအင်အားပြည့်စားကြတောက်ကြခုနှစ်ရက်အနာပြည့်မယ်ပြီးပြီဆိုလို့ရှိရင်ရှင်းအောင်တော့ခဏထားလိုက်ပါချမ်းမြောက်ကိုပြန်တိုက်မယ်ဘာကြောင့်ချမ်းမြောက်ကိုတိုက်မယ်ဒီကောင်ကြီးလဲငါတို့ကိုတိုက်ယူထားတာဖြစ်တဲ့အတွက်တရုတ်ကညှိနှိုင်းပြီးလို့ပြန်ရတယ်ဆိုတာရေတမိုင်းမလားပြန်တိုက်မယ်အစွမ်းနာပြောလို့ပဲတိုက်မယ်လီးရင်ဆယ်ကြီးနဲ့ခေါက်တုတ်ခေါက်ပြန်ဘုံကျဲမယ်ဟတ်စကီအစီးနဲ့ဆင်းနဲ့ပြင့်မယ်မဲမဲမြင်အကုန်ပြင့် တောင်ကုန်းတွေပိုင်ကုန်းတွေအကုန်ပြည့်တန်ကြက်ကတွေတက်ရင်နှင်းရင်လောက်တက်နောက်ကရှီမုံကြီးတက်ဖို့နှစ်သိန်းနဲ့တက်ပဲဘာမရဆရာရှိလဲအဲ့တော့ရှုံနေတာကအဲ့ဒါလေးတွေပြကုလူကိုယုံမအနတ်တင်ပြီးပြီးတော့ဘာဖြစ်တယ်ဒါပေမဲ့ဆွမ်းနာပြောတယ်ပေါ့ဗျာရွာမှာရေပေါင်း9ရောက်လောက်နဲ့ဒီစရာတက်မလို့ထောက်ကန်နဲ့အယောက်20လောက်ကရွာတိုင်းမှာရှိတယ်ဒါပေမဲ့မိကျိုးမောင်းပြတ်တယ်တော့မလုပ်နိုင်ပေါ့ဗျာတနက်ကောင်းကောင်းပြီး ဒီဘာသာစခွေးကိုကြည့်ရတော့ပါနော်ဒီလိုမျိုးပေါ်ပန်းလေးဆက်တွေပြောပြတော့မှအုံနောက်ထဲမှာခြေပဲရှိတယ်ဆိုတော့ပုံစံမျိုးနဲ့ကျွန်တော်အားလုံးကိုချင်းချောက်ပြောဆိုထားတာဖြစ်တယ်သူပြောတဲ့ပုံစံရတော့လေချောင်းကြီးချောင်းနဲ့ပေါ့နော်ကျွန်တော်ဒီစစ်တိုင်ရနဲ့တိန်လောင်းလေးကိုဆုံရှုံထားတဲ့အနေမျိုးတွေကိုပြန်လည်ရိုက်ရမယ်ဆိုပြီးတော့မှပြောဆိုနေပေမဲ့တကယ်တမ်းကျတော့သူတို့အနေနဲ့ကတော့မြေပြင်မှာခွခွက်လန်အောင်ရှုံပြီးတော့မှအလံမြထောင်တဲ့လိုအထောင်ထွပေးတဲ့လိုအထွပေးနဲ့ကျွန်တော်တို့ဘက်ကနေပြတော့ဖန်ဆင်းမိတယ်ပေါ့နော်စစ်ကောင်စီရဲ့အရာရှိတွေအရဆိုရင်လက်ခုဆိုရင်ဒူးနဲ့တည်းတော်တော်လေးများနေတာပဲဖြစ်ပါတယ်ဒါတော့တောင်မှမတီးပဲနဲ့ အခုလိုမျိုးပြောရတဲ့တတိယတော့ကျွန်တော်တို့နည်းနည်းနော်တော့မဟုတ်ဘူးဆိုတော့တော့ပြောလို့ရတာဖြစ်ပါတယ်ဘလို့ပဲပြောပြောသူတို့အနေနဲ့ပေါ့နော်ဒီလိုမျိုးထိနှိုင်းချက်ပြုံးမှာအားချောင်ပြောဆိုနေတာကတော့သူတို့ရဲ့ဒီပုံမှန်လက်ရှိအခြေအနေကိုလုံးဝမသိရှိသေးတာဖြစ်ပြီးတော့မှမြောက်နိုင်ကနေပြီးတော့မှအထက်ကနေပြီးတော့မှဒီလိုမျိုးပေါပန်း40ရှောက်လို့ပြီးတော့မှအမိတ်တွေပေးနေပြီမယ်အောက်ချိန်မှာတော့ကျုံတို့ဖြစ်ဖြစ်နေကြတယ်ဆိုတာကျွန်တော်တို့ကြားနေတည်နေရတာပဲဖြစ်ပါတယ် ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုတဘောအနေနဲ့အခုဆိုရင်ကျွန်တော်ဗောနောင်ငလင်ပေးတဲ့အကြောင်းနေပြည်တော်မှာပစ္စည်းဆုံးရှုံးမှုတော်တော်လေးကိုကြီးမားသွားလို့မြို့တော်အဖြစ်တခြားနေရာကိုပြောင်းရွှေ့သင့်ပြီးဆိုပြီးတော့မှအပသားတကောင်ကနေပြီးတော့ပြောဆိုထားတဲ့အားလေကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်ကနေပြည်တော်ကနေပြီးတော့ပြည်မျိုးကိုဒါမြို့တော်ရွှေ့ဖို့ပြောရဲဆိုတာကဘေးဒင်ကိန်းခန့်ရပြောနေရလဲမဟုတ်ဘူး မြို့ဒီနန်းဒီမင်းတရားကြီးဖြစ်စေခြင်းလို့ပြောနေတာလည်းမဟုတ်ဘူး။နှစ်ဖူးတွေဒူးတွေကြုံလာရပြီးအခုလိုမျိုးသွေးပူနေတော့မှလူတွေအားလုံးကသတိပြုမိနေတော့မှဒီကိစ္စကိုထက်သွင်းစဉ်းစားတင်နေ။ဘာကြောင့်လဲဆိုမဟုတ်လဲဒီအစာအုပ်တွေကဖြိုပြီးပြန်ဆောက်အောင်မှာက80ရာခိုင်နှုန်းနီးပါးလောက်ကိုဖြစ်နေတာဆိုတော့ဒါအကုန်ကြများမဲ့တူတူဒီလိုအန္တရာယ်ရှိတဲ့နေရာမှာစောက်မလား။အဲတချို့နေရာဒီဘေးကင်းလုံးကျိုးတဲ့နေရာမှာခွဲပြီးတော့တချို့ဌာနတွေတချို့ယုံတွေကိုပို့မလားဆိုတာကျွန်တော်အကြံပြုတာပေါ့နော်။ဒါကျွန်တော်လည်းပို့ပြီးတော့ခေါင်းကြီးတဲ့ပညာရှင်တွေလည်းဟိုစဉ်းစားစီခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ ကုန်ကြမဲ့ဟာကဒါကဒါပဲလေဒါကြောင့် NDA ရှိတဲ့နေရာမှာအထက်ထက်ခါကပြန်တိဆောက်နေတာကတော့ဒါမှန်ကန်တဲ့လုပ်ရတော့မဟုတ်ဘူးပေါ့နော်။ဘာကြောင့်လဲဒီ generation မှာငလင်ကြီးမလုပ်ဘူးဆိုပေမဲ့ now generation တခုမှာငလင်ကြီးလုပ်တယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်မလဲ။မြန်မာနိုင်ငံဌာနတွေကလည်းငလင်ခံနိုင်အောင်စောက်မှာပေါ့လို့ပြောလို့ဂျပန်နိုင်ငံမှာတော့မှပဲဒီလောက်နီးပညာရေးနဲ့စောက်နေကြတယ်တပုံးပုံးပြိုနေတာဘာမှမခံနိုင်ဘူး။ဒါကြောင့်မလို့ NDA ကလုံခြုံတဲ့နေရာ safe ဖြစ်တဲ့နေရာပြောင်းလာတော့ဒါအကောင်းဆုံးပဲ။ဒါပေမဲ့ဦးသန်းရွှေခေတ္တကလိုမျိုးငါတက်တော့ရိုက်ပြီးတော့အနောက်နဲ့တင်မှာတသားတည်းကြောင်ပြည်သူတို့ပြောင်းတာမျိုးမဟုတ်ပဲနဲ့ ျွန်တော်ပြောဆိုလို့တော့ဒါကိုပြောနေပြီနော်ဖြည်းဖြည်းချင်းဒါပြည်မျိုးကိုပြုစုပြောထောင်တာမျိုးကိုပြောတာဖြည်းဖြည်းချင်းအင်အားတွေစောက်မယ်ဖြည်းဖြည်းချင်းပေါ့ဗျာအဲ့တော့ဖြည်းဖြည်းချင်းရွှေ့မယ်ပေါ့နော်ဒါကပိုလဲကောင်းတယ်အစားအုပ်တွေ quality ကိုလည်းပိုကောင်းလာစေတယ်လူတွေကိုလည်းစိတ်အေးသက်သာစေတယ်ဝုံတိုင်းကအခုပြောင်းမယ်ဆိုမျိုးမဟုတ်ဘူးနော်အခုကတော့ဒီနေပြည်တော်မျိုးကြီးကိုတော့အဲဒါပြုပြုပြင်စရာရှိတာပြုပြင်ရမှာပေါ့နော်ဘာလို့ချက်ချင်းဝုံတိုင်းကြောင်းလို့မရတာလူနေတဲ့အိမ်တလုံးတော့ချက်ချင်းဝုံတိုင်းကြောင်းလို့မရတာအဲ့တော့ဒီမှာနေနေနဲ့ရေရှိပလန်ပေါ့နော်အဒီမျိုးကြီးကိုဆက်လက်ပြီးတော့တိုးချဲ့ပြီးစီကားလာတာမျိုးမဟုတ်ဘဲနဲ့ရှိပြီးသားဟောက်ရှိပြီးသားတိုင်းထား အကုန်ပြောင်းမှုပြောတာလည်းမဟုတ်ဘူးရှိပြီးသားတိုင်းထားဒါပေမဲ့ဒီထက်ပိုပြီးတော့လူစီလာအောင်လို့ဒီထက်လို့ပိုပြီးလူကြီးတွေတိတ်သဲလာအောင်လုပ်ဖို့ဆိုတော့ဒါဘလို့မှကိုအဆင်မပြေတော့တဲ့အနေထားပျက်ရွေကြီးပုံမှာတက်တဲ့ကိုကြောက်ရောက်နေတာဥဒရတိတိကနေပြီးတော့ဒီအောက်ဖက်ဒီဟိုပါပေါ့တက္ခိဏကိုထိကိုတက်တဲ့ယူတက်ရွေကြီးဆင်းသွားတာဆိုတော့ဒါတော်တော်လေးကိုဒါကျွန်တော်ညံရှိစဉ်းစားလို့ရတယ်ဒါပြောင်းလို့မချွေးလို့မရတဲ့မြေရှားတဲ့နိုင်ငံဆိုတော့ထားတော့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာနေပြီးတော့ဆိုတော့အတင်းကရောပြောင်းထားတဲ့မျိုးလေဒါပြောမှဆိုရင်ဒါဘသူရဲ့ ဆန္ဒခံယူမှုပညာရှင်တွေအတွက်ချက်မှုမှာမပါဘဲနဲ့ဒီနေရာကောင်းလို့ဆိုပြီးပြောင်းလိုက်တာ哦အဲဆိုတော့ဒီပြည်မျိုးကတော့တဘာဝရဲ့ဘေးအန္တရာယ်ကြောက်ရွံ့လားမကြောက်ရွံ့လားဆိုတော့ရှေ့ခေတ်မှတ်တမ်းတွေအများကြီးရှိပါတယ်နိုင်ငံတော်ဆိုရယ်ပူတော်ကြည့်လို့ရနေတယ်ဒါ AR မြစ်ပေါ်ကြောက်ရွံ့နေတဲ့အတွက်ကြောင့်မို့လဲဒါကျွန်တော်တို့ကတိုက်ရိုက်ခိုက်ရေးကာကွယ်ရေးအုပ်ချုပ်ရေးတွေလည်းဒါအမှန်တမ်းမှကောင်းတဲ့မျိုးမျိုးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့ပြည်မျိုးကိုဘုံတိုင်းကျပြောင်းဖို့ပြောတာမျိုးမဟုတ်ပါဘူးအင်အားတွေတစားတစားတချို့တော့အရင်မကြည့်တဲ့ယုံယုံတွေကိုအရင်ပြောင်းအဲတချို့ယုံတွေကိုအခြေချပြီးတော့မှဖြည်းဖြည်းချင်းပြောင်းဒီလိုမျိုးလေးကိုအကြံပြုလိုတာပါ ဲဒီရဲ့ဘာသာပေါ်မှာကနေပြတော့မှာပေါ့နော်နေပြတော့ကနေပြတော့မှာပြည်မျိုးကိုမျိုးတော်ဖြစ်ပြောင်းရွှေ့တင်တယ်ဆိုပြတော့မှာကြံပြပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့ကြားသေးရတလောက်ကတော့နေပြတော့ဆိုရင်ဒီငလင်ဘေးလို့ခပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုအထင်အဆုံးရှုံးမှုတွေများပြားတော့တာပြတော့မှာမြို့ပြကြီးတခုလို့ဖြစ်သွားတယ်လို့ကျွန်တော်တို့ကြားသေးရတာဖြစ်ပါတယ်အပေါင်းနှန်းတွေအရဆိုလည်းလိုင်းလိုင်းထားနေတာပြတော့မှာဒီကြားထဲမှာစကောင်စင်းနဲ့ပူပေါင်းပြတော့မှာပေါ့နော်တခုတည်းမြတ်မှုတွေအားလည်းအတော်လေးကိုစိုးရနေတာပဲဖြစ်ပါတယ်မြောက်နိုင်နေတဲ့ကတော့ ဒီလိုမျိုးပျက်စီးဆုံးရှုံးမှုများနေတဲ့ကြားထက်ကနေပြီးတော့ပြည်သူတွေကိုတက်ဖြတ်ဖို့ကိုဒါစိတ်ကူးရှိနေတာပြည်သူတွေမှာအခုချိန်ထိလဲသွားနေပြည်သူမှာပြန်လဲထူထောင်ကယ်ဆယ်ရေးလုံငန်းတွေမှာထက်ထဲဝင်ပူပေါင်းဆောင်မှုမရှိတာကိုကျွန်တော်တို့တွေ့ရတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောမြောက်လိုက်နေတဲ့ကတော့သူရဲ့ဒီမျိုးတော်ပေါ့နော်သူရဲ့အချက်ချကြားပါတယ်ဆိုတော့နေရာဒေသကိုဘယ်နေရာပဲရွှေ့ရွှေ့ကျွန်တော်တို့တော်လိုင်းရဲ့ဆွေတွေကနေပြည်သူမှာချင်းမုံတို့တင်ဖို့အခုချိန်မှာတော့ ဆောင်ဆိုင်ပြင်ဆင်နေကြတာမို့လို့မကြခင်မှာတော့ကျွန်တော်တို့နေပေါ့နော်တော်လန်လိုင်းလုံးကြီးကတော့မြို့လိုင်းရှိတဲ့နေရာသူ့ရဲ့ပိုးနေတဲ့နေရာတွေအားလုံးကိုမြေလံပြီးတော့မှရှင်းပစ်မယ်ဆိုတာတော့ချိန်တင်နေတာပဲဖြစ်ပါတယ်ပြီးသူတွေဘက်ကနေပြီးတော့မှလည်းစီမပြအမယောပဲနဲ့အခုလိုမျိုးခက်ခဲချမ်းသာတဲ့အချိန်ကာလကိုချင်းချင်းခိုင်ရင်ဆိုင်ချော်ပြရင်နဲ့မကြခင်မှာတော့တော်လန်ရောင်တွေတန်းလာရတော့မယ်ဆိုတဲ့အကြောင်းပြောနေတဲ့ ကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီညဘာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကျေးဇူးပေးကြတဲ့မြေဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမြေ့ခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချမ်းတဲ့ညချမ်းလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။